ရခိုင်မကွေရခိုင်ပုဂိုးရခိုင်အရာဝတီနယ်စပ်တိုက်ပွဲတွေမှာနိုဝင်ဘာလ၈ရက်နေ့ကနေ၁၀ရက်နေ့အတွင်းစစ်ကောင်မရှင်တပ်သားတွေလက်နက်ချအလင်းဝင်တာတွေအပြင်ဖမ်းဆီးခံရတာအလုပ်ပေါင်းအယောက်၄၀ကျော်ရှိတယ်လို့အရခတ်တပ်တော် AA ကထုတ်ပြန်ပါတယ်။ ်အရခတ်သက်တော်၏အိနဲ့စစ်ကွန်မရှင်တပ်ဖွဲ့တွေကြားတိုက်ပွဲတွင်ပြင်းထန်နေတဲ့စစ်မျက်နှာတချို့မှာစစ်ကွန်မရှင်တပ်သားတွေဟာအလံဖြူထောက်တာတိုက်ပွဲကနေထွက်ပြေးတာလက်ရဖမ်းဆီးခံရတာတွေဆက်တိုက်ဖြစ်နေပါတယ်။နိုဝင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အတွင်းနေရီကန်ဗျူဟာကုန်းလီလာတောင်ပဒေါင်းအနီးကတိုက်ပွဲနဲ့ကပ္ပစ16အနီးတိုက်ပွဲတွေမှာစစ်ကွန်မရှင်တပ်သားတွေကိုဖမ်းဆီးရမိတာနဲ့အလင်းဝင်ရောက်လာပြီးရှိခဲ့ပါတယ်။ ဒီထဲမှာစကားခတ်30လက်အောက်ခံတက်ရင်3ခုကတက်သားရိအများစုပါဝင်တယ်လို့အရခတ်သက်ဒေါ်အီအီရဲ့နိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလအစောပိုင်းတိုက်ပွဲတွေမှာရခိုင်အေယာဝတီတိုင်းအဆက်ဒေသတွေကနေစစ်ကွပ်မရှင်တက်သား40ကျော်လဲအရခတ်သက်ဒေါ်အီအီစီမှာအလင်းဝင်ရောက်ခဲ့ပါတယ်။ AA ရဲ့ထုတ်ပြန်ချက်အရဖန်စီရမိသူနဲ့အလေးဝင်ရောက်လာသူတွေဟာ အသင်းအတ္တမပေါ်တာဆွဲခင်ရတဲ့စစ်တင်နေစဉ်လူငယ်တွေဖြစ်ပြီးတချို့ကအသက်18နှစ်တောင်မပြည့်သေးတဲ့ចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။ AA ကတော့သူတို့ကိုစစ်တုပ်ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ပေးထားကြောင်းအသိပေးထားပါတယ်။